မေရိကန်နိုင်ငံမှာခရီးယံဖျားကြောင်းတစ်ခုကိုတနက်သမားတစ်ယောက်ကဝင်ရောက်ပစ်ခတ်ပြီးမိပါတင်ရှုခဲ့တဲ့ဖြစ်စဉ်အတွင်းလူ၄ဦးထပ်မံတေဆုံးခဲ့ပါတယ်။စက်တင်ဘာ28ရက်တုန်းကမြေချီကန်ပြည်နယ်ဒက်ထရိုက်မြို့နယ်မိုင်60လောက်ကွာမှာရှိတဲ့ Grand Blunt ဆိုတဲ့မြို့မှာ ထိတ်လန့်စရာတိုက်ခိုက်မှုနဲ့ကြုံခဲ့တာဖြစ်ပါတယ်။ Jesus Christ of Latter Day Saints ဖျားကြောင်းဝင်တဲ့ကိုလူတဦးကကားမောင်းဝင်လာပြီးစတင်ပစ်ခတ်ခဲ့တယ်လို့အဆောက်အအုံကိုပါမိတင်ရှုခဲ့တယ်လို့မျက်မြင်တွေကပြောပါတယ်။ အခင်းဖြစ်ခြင်းကဖျားကြဝင်းထဲမှာဝူပြူနေသူယာနဲ့ချီများပြခဲ့ပါတယ်။နောက်ပိုင်းမှာတော့ရဲတွေကတနတ်သမားကိုဖျားကြရဲ့ကားပါကင်မှာတုပ်တင်ရှင်းလင်းနိုင်ခဲ့ပါတယ်။သူဟာမစ်ချီဂန်ပြည်နယ်ရဲ့ဘာဒင်မြို့မှာနေထိုင်တဲ့အသက်40အရွယ်သောမတ်ဂျက်ကော့ဆန်ဖို့ဒ်ဆိုတဲ့အမျိုးသားဖြစ်ကြောင်းရဲတွေကနောက်ပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။အာနာပိုင်တွေကအခုဖြစ်စဉ်ကိုပြစ်မှတ်ထားရဲလိုအကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ကနအူးအမှုဖွဲ့စုံစမ်းနေပေမဲ့တနတ်သမားရဲ့ရည်ရွယ်ချက်အမှန်ကိုမသိရသေးဘူးလို့ပြောပါတယ်။ ဆန်ဖူဒီရဲ့တိုက်ခိုက်မှုကြောင့်နှစ်ဦးသေဆုံးခဲ့ပြီးနောက်ထပ်ဒဏ်ရာပြင်းထန်သူနှစ်ဦးလည်းကွယ်လွန်ခဲ့ကြောင်းထိခိုက်ဒဏ်ရာရသူလည်းရှစ်ဦးထပ်မံရှိခဲ့ကြောင်းမြူကန်ရဲတပ်ဖွဲ့အကြီးကဝီလျံရန်နီကပြောကြားခဲ့ပါတယ်။မိလောင်မှုကဖျားเจ้าအဆောက်အအုံကိုတော်တော်ကြီးကြီးမားမားပျက်စီးစေခဲ့ကြောင်းမိလောင်ခဲ့တဲ့အဆောက်အအုံအစိတ်အပိုင်းတွေမှာပိမိနေခဲ့သူတွေရှိမရှိကိုလည်းဆက်လက်စစ်ဆေးနေကြောင်းသူကဆိုပါတယ်။တနက်သမားကခြေမုံရိုင်ဖယ်တစ်လက်ကိုသုံးပြီး ဘုရားကျောင်းထဲမှာရှိနေသူတွေကိုလိုက်လံပစ်ခတ်ခဲ့တာလို့သိရပါတယ်။သတင်းပေးတိုင်ကြားချက်ရရချင်းရဲတွေကအခင်းဖြစ်တဲ့နေရာကိုချက်ချင်းသွားရောက်ခဲ့ကြအောင်အရင်နောက်တန်တရားရှိသူတွေအပြန်လန်ပစ်ခတ်ခဲ့ပြီးနောက်ဆုံးမှာတော့တနတ်သမားကိုရှင်းလင်းနိုင်ခဲ့ကြအောင်ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။လက်ရှိမှာတော့ပစ်ခတ်မှုရဲ့နောက်ွယ်ကအကြောင်းရင်းကိုအဓိကထားရှာဖွေနေပြီးအမေရိကန်ရဲ့ Federal ထောင်လိုက် Bureau FBI ကစုံစမ်းစစ်ဆေးမှုတွေကိုကြီးမှုနေတယ်လို့သိရပါဗျ။နောက်ပြီး Michigan ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရအမျိုးသမီး ကင်ဗက်တာကလည်းနေရာတချို့မှာဘုံထောင်ထားနိုင်ခြင်းရှိကြောင်းချင်းချောက်သတင်းပေးမှုတွေကိုအစောတလေတုံ့ပြန်ကိုင်းတွင်းနေတယ်လို့ဆိုပါတယ်။အဲ့ဒီကိစ္စဟာဖျားချောင်းတိုက်ခိုက်မှုနဲ့ဆက်ဆက်သလားဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။မျက်မြင်တွေကတနတ်သမားရဲ့နေအိမ်ရှိကိုဘုံရှင်းလင်းရေးဖွဲ့တစ်ခုရောက်နေခဲ့တယ်လို့ပြောပါတယ်။ American သမ္မတ Donald Trump ကသူဟာပြစ်ခတ်မှုရဲ့သတင်းကိုကြားသိထားကြောင်းနဲ့စုံစမ်းစစ်ဆေးမှုတွေကို FBI ကတာဝန်ယူကြည့်မှုတော့မှဖြစ်ကြောင်းသူကိုယ်တိုင်တီထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာ Truth မှာရေးသားထားပါတယ်။ ဒီဖြစ်စဉ်က American Marine တွေကိုပြစ်မှတ်ထားတဲ့နောက်ထပ်တိုက်ခိုက်မှုတစ်ခုလို့ Trump ကဆိုပါတယ်။ Michigan ပြည်နယ်အုပ်ချုပ်ရေးမှူး Gretchen Whitmer ကအကြမ်းဖက်မှုတွေကိုဘလို့နေရာမှမဆိုအထူးသဖြင့်ဝတ်ပြုမှုနဲ့ဆိုင်တဲ့နေရာတွေမှာကျူးလွန်တာမျိုးကလုံးဝလက်ခံနိုင်စရာမရှိဘူးလို့ဝေဖန်ပြောကြားသွားပါတယ်ရှင်။